အခုကိုစိတ်ကိုခွန်အားဖြစ်စေမဲ့စာစုလေးတွေကိုဖတ်ပြပေးခြင်း ਨੇ အားလုံးပဲလိုက်ပြီးတော့နားထောင်ပေးကြပါအောင်နော်ဘဝမှာပညာမတက်ရင်လူပုံအလဲမှာကိုပဲမျက်နာငယ်ရတတ်ပါတယ်မျက်နာမငယ်ရအောင်ပညာသင်ယူတဲ့အချိန်မှာစူးစမ်းကပညာကိုဂရုတစိုက်သင်ယူလေ့လာပါ ဘဝမှာ စီးပွားဥစ္စာမပြည့်စုံရင် လူပုံအလဲမှာ ကိုပဲမျက်နာငယ်ရတတ်ပါတယ်။မျက်နာမငယ်ရအောင်စီးပွားဥစ္စာရှာတဲ့အချိန်မှာစီးပွားဥစ္စာကိုစူးစားကဂယုတဆိုင်ရှာဖွေစုဆောင်ပါ။ဘဝမှာကိုကျင့်တီလာမကောင်းရင် လူပုံအလဲမှာ ကိုပဲမျက်နာငယ်ရတတ်ပါတယ်မျက်နာမငယ်ရအောင်အသက်ရှင်တတ်နေတဲ့အချိန်တိုင်းမှာစူးစားကကိုကျင့်တီလာကိုဂယုတဆိုင်စောင့်ထိန်ပါ ဘဝမှာတစ်ခါတလေကြုံတွေ့ရတဲ့အခက်အခဲတွေကိုမကြောက်ပါနဲ့မိမိကိုယ်ကိုအားပေးရင်ဖြေရှင်းပါဘဝမှာတစ်ခါတလေကြုံတွေ့ရတဲ့ပြဿနာတွေကိုမကြောက်ပါနဲ့ ကိုကိုကိုအားပေးရင်ဖြည့်ရှင်းပါဘဝမှာတခါတလေကြုံတွေ့ရတဲ့ကဲ့ရဲ့ပြောဆိုဝေဖန်တာတွေကိုမကြောက်ပါနဲ့မိမိကိုကိုအားပေးရင်ဖြည့်ရှင်းပါဘဝမှာတခါတလေကြုံတွေ့ရတဲ့အတားအဆီးတွေကိုမကြောက်ပါနဲ့မိမိကိုကိုအားပေးရင်ဖြည့်ရှင်းပါဘဝမှာတခါတလေကြုံတွေ့ရတဲ့အနှောက်အယှက်တွေကိုမကြောက်ပါနဲ့မိမိကိုကိုအားပေးရင်ဖြည့်ရှင်းပါ ဘဝမှာတစ်ခါတလေကြုံတွေ့ရတဲ့အတိုက်အခိုက်တွေကို မကြောက်ပါနဲ့မိမိကိုယ်ကိုအားပေးရင်ဖြေရှင်းပါဘဝမှာတစ်ခါတလေကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေကိုမကြောက်ပါနဲ့မိမိကိုယ်ကိုအားပေးရင်ဖြေရှင်းပါ ဘဝမှာတခါတလေကြုံတွေ့ရတဲ့စိုးရိမ်မှုတွေကို မကြောက်ပါနဲ့မိမိကိုယ်ကိုအားပေးရင်ဖြေရှင်းပါဘဝမှာတခါတလေကြုံတွေ့ရတဲ့အဆင်မပြေမှုတွေကို မကြောက်ပါနဲ့မိမိကိုယ်ကို အားပေးရင်ဖြေရှင်းပါ ကြွားဝါဟန်ဆောင်တက်တဲ့စိတ်ဟာမိမိဘဝအတွက်ကြီးမားတဲ့အစိတ်အတော့တစ်ခုပါမိမိဘဝတခဏတာအစဉ်ပြေဖို့အတွက်ကြွားဝါဟန်ဆောင်မှုတွေကို အသုံးမပြုပါနဲ့ကြွားဝါဟန်ဆောင်တဲ့စိတ်နဲ့မိမိဘဝကိုတိဆောက်မိရင်အဆက်တကွဲဖြစ်ရတတ်ပါတယ် ကျွမ်းဝါဟန်ဆောင်တတ်တဲ့စိတ်နဲ့မိသားစုဘဝကိုတည်ဆောက်မိရင်ဘဝပြိုလဲတတ်ပါတယ်။ကျွမ်းဝါဟန်ဆောင်တဲ့စိတ်နဲ့တငယ်ချင်းတွေကိုတည်ဆောက်မိရင်ယုံကြည်မှုကင်းမဲ့တတ်ပါတယ်။ကျွမ်းဝါဟန်ဆောင်တဲ့စိတ်နဲ့ပတ်ဝန်းကျင်ကိုတည်ဆောက်မိရင်နာမည်တည်သွားတတ်ပါတယ်။ကျွမ်းဝါဟန်ဆောင်တဲ့စိတ်နဲ့အရာရာကိုတည်ဆောက်မိရင်မကြမီအရာအလုံးပျက်စီးတတ်ပါတယ်။ ကိုဘဝမှာဖြည့်စည်တင်တာကို ဖြည့်စည်ထားဖို့လိုအပ်ပါတယ်ဖြည့်စည်တင်တာကို ဖြည့်စည်ထားမှာလိုရာရပါမယ်ဖြည့်စည်တင်တာတွေကိုအချိန်မီမဖြည့်စည်လို့မရပါဘူးစဖြည့်စည်တင်တာကိုအချိန်မီမဖြည့်စည်ထားရင်လိုရာနဲ့ဝေးပါမယ်ဖြည့်စည်တင်တာကိုဖြည့်စည်ထားရင် ကိုယ့်အတွက်အစင်တင်ဖြစ်ပါတယ် ဖြည့်ဆည်းတင်တာကိုဖြည့်ဆည်းမထားရင်ကိုယ့်အတွက်အဆင်သင့်ဖြစ်မနေတတ်ပါဘူးဖြည့်ဆည်းတင်တာကိုဖြည့်ဆည်းထားရင် အားလုံးရဲ့ကြိုးဆိုခြင်းကို ခံရပါမယ်ဖြည့်ဆည်းတင်တာကိုဖြည့်ဆည်းမထားရင်အားလုံးရဲ့ညှင်းပယ်ခြင်းကိုခံရပါမယ်။ကိုဘဝအတွက်ဖြည့်စည်တင်တာကို ဖြည့်စည်ထားခြင်းဟာအရှိန်မရွေးအခွင့်ကောင်းတွေရနိုင်တာမို့ဖြည့်စည်တင်တာကို ဖြည့်စည်ထားဖို့လုံးဝမမေ့ပါနဲ့။ကိုရဲ့ဘဝအောင်မြင်တိုးတက်ဖို့အတွက် လိုအပ်တဲ့အရေးရှင်တိုင်းကိုဖြည့်ဆည်းနိုင်ကြပါစေအားလုံးကိုကျေးဇူးများ í တင်ပါတယ်